အမဲသားကိုရှောင်၍ကြံသောအသားများစားခြင်းသည်မှန်ကန်ပါသလားဒါတော့လူတွေရဲ့ဆန္ဒနဲ့ဆိုင်နေပေါ့တချို့ကြတော့ဒီလူတွေဟာမြန်မာနိုင်ငံအခြေအနေကြည့်မယ်ဆိုလို့ရှင် တခြားနိုင်ငံနဲ့မတူစက်မှုလဲရလုပ်တဲ့နိုင်ငံတွေကြတော့နှွားကိုခိုင်းတာမဟုတ်မြန်မာပြည်ကတော့စက်မှုလဲရမထွန်းကားသေးဘူးပေါ့မထွန်းကားသည့်အတွက်ကြောင့်တဲဆိုင်တယ်ဆိုလဲနှွားနဲ့ပဲထွန်းတာရတာတွေကိုနှွားနဲ့ဆိုတော့ ခြေဆုတရားကိုသိတတ်မယ်ဆိုရင်အော်သူတို့ရှိလို့ငါတို့စားနေရတာပါလားသူတို့လှုပ်အားနေနေပါလားလို့ဆိုရင်ဒီလိုခြေဆုတင်ပြီးတော့ရှောင်းတာနော်ရှောင်းတာဟာရှောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်ကောင်းတယ်လို့ပြောရမှာနော်ကြံနေကြံခဲ့တဲ့ဝါတွေကိုဒီစားတာဟာကိုယ့်ဘက်ကိုဟင်းတစ်အနေနဲ့စားတယ်ဆိုလို့ရှိရင်တော့သူကအပြစ်မရှိဘူးသို့တော့ငါတို့စားဖို့ ဒီတရားလေးကိုဘုရားသခင်ကဖာဆင်းပေးတယ်လို့ပြောမယ်ဆိုရင်ဒါမှားယွင်းတဲ့ပြောဆိုချက်ဖြစ်လို့ပိဿာဝါစာဖြစ်တယ်အမြင်ဟာလဲမှားယွင်းတဲ့အမြင်ပဲဖြစ်တယ်တရားဆိုတာသူကနဲ့သူဖြစ်တာ လူစားဖို့ဖြစ်လာတာမဟုတ်ဘူးသူကနဲ့သူဖြစ်ကြတာဘယ်သူမှလည်းဖာဆင်းပေးထားတာမဟုတ်ဘူးသူကနဲ့သူဖြစ်လာကြအဲ့တော့အကျဉ်းတရားထားမယ်ဆိုရင်အလုံးပေါ်မှာထားတဲ့နွားကြတော့အကျဉ်းတရားအပြင်ဂျေဇူးတရားကိုပါလူတွေကထက်သွင်းစဉ်းစားကြတာပေါ့ ထက်သွင်းစဉ်းစားကြတာအဲ့တော့အကယ်၍မေတ္တာတရားအနေနဲ့ဘိမြည်သည့်တရားရဲ့အသားမှမစားဘူးအလုံးကိုတနာကျင်တဲ့စိတ်နဲ့တရားရဲ့အသက်ကိုရှောင်းမယ်ဆိုလို့ရှိရင်တော့ဒါတော့အကောင်းဆုံးပဲသို့တော့ဟင်းအနေနဲ့စားတယ်ဒီတရားတွေသေးပါစေဆိုရဲစိတ်လည်းမရှိဘူးသူတို့သေပြီးသားအသားကိုပဲဟင်းတစ်ခွက်အနေနဲ့တမအပြင်စားတယ်အဲ့တော့စားတဲ့စိတ်နဲ့တတ်တဲ့စိတ်ကမတူဘူး စားတဲ့စိတ်ဟာတတ်တဲ့စိတ်နဲ့မတူသေးတဲ့အကြောင်းအပြစ်ရှိတယ်လို့ပြောလို့မရဘူး။ဒါကြောင့်မို့ဒီလူတွေရဲ့စိတ်နေသဘောထားပေါ်မှာပဲမူတည်တယ်။တရားမျှတာမှမျှတာဟာဒါနဲ့မဆိုင်ဘူးပေါ့။နော်။ကိုကစားတာဟာတတ်ပြီးတော့စားတာမဟုတ်ဘူး။ဈေးမှာအစင်းသေးရောင်းချတာကိုစားတာ။အဲတချို့ကလည်းပြောကြတယ်။စားသူရှိလို့တတ်သူရှိတာလား။စားလို့တတ်တာမဟုတ်ဘူး။မစားလည်းတတ်တာ။ စင်နေဆိုရင်မစားဘဲနဲ့အစွဲလို့ကျွန်တော်တတ်တာအများကြီးပဲเนาะကြားတယ်ဆိုလည်းအတ္တခံရတယ်ဘာကြောင့်တတ်ခံစားဖို့မဟုတ်ဘူးအရေးလို့ကျွန်တော်တတ်တာလူတွေကတတ်တဲ့လူကတော့သူကသူသူ့အတွက်သူ့ငွေရဖို့သူတခုအသုံးချဖို့တတ်တာလူတွေစားဖို့တတ်ပေတာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့စားသူရှိလို့တတ်သူတွေရှိနေတယ်လို့ဆိုတဲ့အတွေးဟာလည်းမှန်ကန်မှုမရှိဘူးပေါ့เนาะမှန်ကန်မှုမရှိဘူးအဲ့တော့သရဝါတွေကိုတနာတယ်မေတ္တာထားတယ်ဆိုလို့ရှိရင် တတ်တယ်လို့စာအကယ်၍ဟင်းဒီဟင်းရွက်အနေနဲ့တရားတွေသိပါစေဆိုတဲ့စိတ်မရှိပဲနဲ့ဟင်းအနေနဲ့ပဲကိုတီးတဲ့ပို့ပြီးတော့မစင်စားပဲနဲ့စားတယ်ဆိုရင်အဲ့ဒီလူရောပြည့်စုံလားဆိုပြည့်မရှိဘူးအဲ့ဒါတော့ပြည့်မရှိဘူး ဆိုဗျာအသားနဲ့ပတ်သက်ပြီးတော့ဝိနိဒိဋ္ဌဘုံမှာပြည့်ညတ်ထားတာတွေရှိတယ်။မစားရဘူးဆိုတဲ့အသား10မျိုးဆိုတာပြည့်ညတ်ထားတာရှိတယ်။လူသားတို့ဆင်သားတို့မြင်းသားတို့ချင်းနေသားကြားသားချက်သက်သားအောင်းသားဆိုတာမျိုးတွေပေါ့နော်။မွေသားတို့ခွေသားတို့အဲ့ဒါလို့မစားရဘူးဆိုတဲ့အသားတွေဟာဘာကြောင့်မစားရတာလဲလို့ မြတ်စွာဘုရားဘာလို့ခွဲခြားပြီးတော့ဒီလိုပြညာရတယ်လဲလို့ဆိုသူ့အကြောင်းလေးတွေနဲ့သူရှိတယ်လူသားကို မစားရဘူးလို့ပြညတ်တာဘာကြောင့်လဲလို့ဆိုတခါတော့ကအင်တန်းကိုတရားတရားရှိတဲ့တုတ်ပိယာဆိုတဲ့အမျိုးသမီးရနေမကောင်းတဲ့ကိုတော်တစ်ပါးကိုရှောက်မေးရင်းကနေရှင်ဘုရားဘာလို့ရုံးဆိုတော့စွပြုတ်လို့တဲ့ပေါ့အာမရှိလို့စွပြုတ်အသားစွပြုတ်နေလို့တဲ့ဆိုတော့ အဲ့ဒါကိုသူကအမခံခဲ့တာအမခံပြီးအိမ်ပြန်တဲ့အခါကျတော့အသားစေးသွားလိုက်တဲ့အခါကျတော့အဲ့ဒီနေရာအသားမတတ်ရလို့ပိတ်ထားတဲ့နေဖြစ်သွားဘာမှဝယ်လို့ချမ်းလို့မရတော့ဘူးခုခေတ်လို့လဲရေခဲတစ်တာနဲ့ကြိုတင်ဝယ်ပြီးထည့်ထားလို့ရတာမျိုးမှမဟုတ်တာဘူးတနေ့ဝယ်တနေ့သုံးတဲ့ခေတ်ကိုအဲ့ဒီမှာကျတော့သူဘာလောက်တုံလို့ဆိုတော့ငါတောင်းဝန်ပြီးတောင်းဝန်ယူထားခဲ့တဲ့အသားကို မကတ်ရလို့ရှိရင်ဒီကိုယ်တော်ယောဂတိုးခြင်းနဲ့တိုးမယ်ဒုက္ခရင်လည်းရောက်ချင်မယ်အဲ့တော့ तू ဘာလုပ်တော့ဆိုသူပေါင်သားကိုသူကသူလှီးပြီးတော့အဲ့မှာစွတ်ပြုတ်လုပ်တယ်စွတ်ပြုတ်လုပ်လိုက်တယ်အဲ့ဒီဇာလန်းလေးတစ်ခုဖြစ်သွားဘူးလေအဲ့ဒီမှာမြတ်စွာဘုရားတိသွားတဲ့အခါကျတော့ဒီဟာကိုလူသားကိုမစားရဘူးလို့တော့တရားတရားရှိတဲ့ပုဂ္ဂိုလ်တွေကကိုယ်အသားကိုလှီးပြီးတော့တော့မှကတ်တတ်တယ် သတ္တုသားဖြစ်သည့်အတွက်ကြောင့်လူသားကိုမစားကြနဲ့လို့ဆိုတယ်အဲ့ဒီဟာစဖြစ်ကြတယ်သူ့အကြောင်းလေးတွေနဲ့သူပဲစင်သားတို့မြင်းသားတို့ကြတော့မြတ်စွာဘုရားမစားရဘူးလို့ဘာကြောင့်ပြညတ်တုံးဆိုထိုခေတ်ကစည်ရစည်ရကိစ္စတွေမှာဘယင်းတွေကစင်နေမြင်းနေပုံမှာတန်ဖိုးထားတယ်စင်နေမြင်းနေကိုမတတ်ရအောင်အေးစင်သားမြင်းသားစားကြတဲ့လူတွေကလည်းခိုးတတ်တာတွေရှိတယ်အဲ့ဒါကြတော့ရာဇဝမှုဖြစ်တယ် အဲ့လိုခိုးတက်ပြီးတော့ယဟန်တွေကိုလူတယ်ကြွေးတယ်ဆိုလို့ရှိရင်ယဟန်တွေက စားမဲ့ဆိုရင်ကြံရပါဖြစ်သွားနိုင်မင်းဆိုရာစာရဲ့အပြစ်ဖြစ်နိုင်တယ်ဒါကြောင့်မလို့စင်သားမြင်သားမစားကြနဲ့လို့ဩအန္တရာယ်ကို ကာကွယ်တဲ့အနေနဲ့ဖျက်ဆော့ပြရမစားနိုင်လို့ပြောတယ်ဟောနောက်တစ်ခုမွေသားတို့ဘာလို့ဘာကြောင့်မစားမွေဆိုတာကမွေသားစားထားလို့ရှိရင်ယဟန်တွေဆိုတာတောထဲမှာသတင်းသုံးနေထိုင်ကြတာဖြစ်တယ်ဗော။ အဲ့တော့သတင်းသုံးနေထိုင်တဲ့အခါမှာမွေတွေကသူတို့အသားအနံ့ရပြီဆိုရင်ဒုက္ခလာပေးတတ်တယ်။ဒါကြောင့်မို့လို့မွေသားမစားဘူး။ရှင်သေးတို့ကြားလို့ဆိုတဲ့ဒီตาရဲ့တိရစ္ဆာန်တွေရဲ့အသားဟာလည်းသူတို့ကအနံ့ရလို့ရှင်အဲ့ဒီပုံကို လိုက်တတ်တယ်။အန္တရာယ်ပြုတ်တတ်တယ်။ဒါကြောင့်မို့လို့အဲ့ဒီဟာတွေလည်းတော်ထဲမှာနေတဲ့ယဟန်တွေဖို့အန္တရာယ်ရှိတယ်ဆိုပြီးမစားရဘူးလို့ပြောတယ်နော်။ အောင်သာဆိုတာအောင်သာဆိုတာ ਨੇ ပတ်သက်လာရင်တိရစ္ဆာဆိုတဲ့ပါဠိစကားအောင်သာဆိုတာအောင်ဆိုတာဘယ်လိုအကောင်လဲလို့ဒီဗမာအောင်ဆိုတာကိုတရုတ်ဖော်ဖို့ရတော်တော်ခက်တယ်အင်္ဂလိပ်အပြီးတန်တဲ့မှာတိရစ္ဆာဆိုတာကြတော့ဟာယိနာဆိုတဲ့အကောင်ပြောတယ်အောင်ဆိုတာဟာယိနာဆိုတဲ့အကောင်ဟာယိနာဆိုတဲ့အကောင်ကဝန်ပလွေလောက်လည်းမကြည့်ဘူးတောကွေးလောက်လည်းမငယ်ဘူး ခါလေးကုံကုံနဲ့ဟောရည်သလိုသူတို့អော်တဲ့အခါမှာရှိတယ်။အဲ့ဒီកောင်းတွေကလည်းအသားစားတဲ့កောင်းတွေပဲ။တခါတခါရှင်နေတွေအသားစားနေဝိုင်းပြီးလူစားတတ်တဲ့သူကအုံနဲ့နေတဲ့កောင်း။အဲ့ဒီအကောင်မျိုးဟာယိနာဟာအောင်ဖြစ်တော့တယ်လို့ဘုန်းကြီးတို့တော့ဒီလိုယူဆတယ်ပေါ့နော်။သားစားတတ်ဝါတွေပဲ။အဲ့ဒီအကောင်တွေရဲ့အသားကိုလည်းမစားရဘူး။ခွေးသားကိုတော့အိန္ဒိယနိုင်ငံမှာဇန်နိုင်တဲ့ပုဂ္ဂိုလ်တွေစားတာဖြစ်သောကြောင့် ခွေးသားစားရင် လူများစုကယွန်ရှာတယ်ရှုပ်ချတယ်နော်ယွန်ရှာတယ်ရှုပ်ချခွေးသားစားတယ်ဆိုရင်လူခဲ့ရခါအေးဒါကြောင့်မလို့ခွေးသားစားတယ်ဆိုတော့အလုံးကိုအောက်တန်းကြတဲ့ဇက်ဝင်နေတာစားတာဖြစ်တော့ကြောင်းဒါကိုလည်းပဲမြတ်စွာဘုရားလူတွေရဲ့အကြည်ညိုခန်းနေတယ်ကိုတော်တွေအနေနဲ့မစားလိုက်ဘူးဆိုပြီးတော့ဒီလိုသူ့အကြောင်းလေးနဲ့သူမအပ်တဲ့အသားတွေမြတ်စွာဘုရားဖယ်ရှားခဲ့ပြညတ်ခဲ့ နောက်တစ်ခုကြတော့ဒီအစွန်းသုံးပါလို့ခေါ်တယ်အစွန်းသုံးပါဆိုတာအကြောင်းသုံးမျိုးနဲ့ကြည့်ရကျန်တဲ့အသားတွေကဘာသားပဲဖြစ်ဖြစ်ယဟန်တွေဟာအစွန်းသုံးပါလို့ရအစွန်းသုံးပါဆိုတာကိုယ့်အတွက်ကိုယ်တမင်တတ်တယ်လို့ကိုယ်တိုင်မြင်လာဆိုရင်မစားရဘူးတရင်ကြားရင်လည်းမစားရဘူးဒါငါအတွက်လှုပ်တာဖြစ်နေမယ်လို့တန်တရားရှင်လည်းမစားရဘူး မြင်သာကြားသာတန်တရားရှိတဲ့ဒါဒီလိုဆိုလို့ပေါ့နော်အဲ့ဒါကိုယ့်အတွက်တတ်တယ်လို့ဆိုရင်မဆရာအဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်ခုနဆယ်မျိုးကလွတ်တဲ့အသားကိုတော့မြတ်စွာဘုရားကမဆားနဲ့လို့တိခါဘုံမှာပြညတ်ထားတာမရှိဘာဖြစ်လို့မရှိတော့ဆိုမြတ်စွာဘုရားသာသနာတော်ဝင်တဲ့ဝင်လာတဲ့လူတွေကလူမျိုးစုံတယ်ဆတ်စုံတယ်ဇာမြင့်နေလဲဝင်တာပဲအလတ်တန်းရှိတဲ့ပုံပုံတွေလဲဝင်တာပဲဇာနေနေလဲဝင်တာပဲ နောက်ဆုံးဝင်ဘုရင်မင်းသားကစပြီးတော့တရောင်းစားထီအောင်မြတ်စွာဘုရားသာသနာဟာဖွင့်ထားတာပေါ့ open to all အကုန်လုံးတွေဖွင့်ထားလမ်းဖွင့်ထားအဲ့တော့သူတို့ရဲ့ delay စရိုက်တွေအလွန်ကွာခြားအလွန်ကွာခြားသည့်အတွက်ကြောင့်ဒီစိကံဥပဒေကြီးတကူကိုယ်ဆန္ဒပေါ်မဟုတ်ဘဲနဲ့စိကံဥပဒေကြီးတကူမြတ်စွာဘုရားမထုတ်ဘူးမထုတ်အသားစားခြင်းနဲ့ကိုယ်တော်စားလို့ရတယ်သို့တော်ခုနပြောတဲ့ အခြေအနေတွေကင်းလွတ်ရအခြေအနေတွေကင်းလွတ်ရအားလုံးအတွက်အသားစားခြင်းတဲ့ပုဂ္ဂိုလ်တွေကအသားစားတဲ့လူမျိုးတွေကနေပြီးသာသနာပေါ်ဝင်လာလို့အသားမစားရဘူးဆိုရင် ပူညာပူညာလောက်အောင်မယ်လေအတတ်တလို့စားတဲ့လူကဝင်လာပြီးအသားစားတယ်ဆိုပူညာပူညာလောက်အောင်မယ်အဲ့ဒီလူကတ္တနာမျိုးတွေရှိသည့်အတွက်ကြောင့်မြတ်စွာဘုရားအားလုံးတပြေးညီအနေနဲ့ဒီလိုပြင်ကြကိုယ်ဆန္ဒနဲ့အခုလုပ်လို့ရတယ်လို့ အဲ့တော့မြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲသရဝရရဲ့အသားကိုစားတယ်လို့ဆိုတဲ့နေရာမှာခင်းလျာအနေနဲ့ပဲစိတ်ထဲမှာရှိဒီအသားစားမှုနဲ့ပတ်သက်လာတဲ့အခါကျတော့ဏိကန္တတွေကမြတ်စွာဘုရားအသားစားလို့ဆိုပြီးတော့ဝိုင်းပြီးတော့ရှုပ်ချတဲ့ဇာတ်တွေရှိတယ်ပေါ့ရှုပ်ချဝေဒာလီပြည်မှာတိဟဆိုတဲ့စစ်ဘုချုပ်ကြီးကဂေါရဝတာဖြစ်ကျင်ညာပြီးဘုရားဆွံကတ်တဲ့အခါမှာ အသားဟင်းနဲ့ကတ်တယ်အသားဟင်းနဲ့ကတ်တဲ့အခါကျတော့နိဂန္ဓာတွေကနှာခေါင်းရှုံမြို့ထဲလှည့်ပြီးတော့ဒီသရဝရီသေးရာဟာယဟန်ဂေါရမကြောင့်သေးတာသူလည်းအပြစ်ရှိတယ်သူတို့ရဲ့အဆိုအရဆိုရင်စားသူနဲ့ဒီတတ်သူဟာ50 50တဝဲစီရှိတယ်စားတဲ့လူရှိလို့တတ်တယ်လို့သူတို့ကယူဆတယ်ယူဆသည့်အတွက်ကြောင့်ဒီအာဟုတုရဲ့တဝဲ တတ်တဲ့လူရဲ့အကုသိုလ်တဝက်ကိုစားတဲ့လူခံရတယ်လို့သူတို့ကဒီလိုဟောတယ်။ရသော်ဘုရားကြတော့ရသော်ဘုရားက intentionally killing ကိုသာအပြစ်ရှိတယ်လို့ဟောတာ။စေရဏဟံဘိက္ခူကာမဝရမိလို့ဆိုတယ်။တတ်ချင်းနဲ့ပတ်သက်လာလို့ရှင်ကိုယ်နဲ့ပတ်သက်မှု မရှိဘူးဆိုရင်အပြစ်ကင်းတယ်လို့ရသော်ဘုရား။စားတာနဲ့တတ်တာဟာစိတ်တတ်ချင်းတူမတူကိုယ့်ဘဝကိုစဉ်းစားဆင်ခြင်ကြည့်ပေါ့။ အစာစားတဲ့လူနဲ့သတ္တဝါကိုတတ်တဲ့လူဟာတူညီမှုရှိမရှိ မရှိရဲနဲ့အကျိုးတူပေးရမယ်ဆိုလို့ရှင်ဘယ်လိုလုပ်ပြီးသဘာဝတရားဖြစ်နိုင်မှာတော့နော်တတ်တဲ့လူရဲ့စိတ်ဓာတ်နဲ့စားတဲ့လူရဲ့စိတ်ဓာတ်ဟာတူညီတယ်ဆိုရင်တော့အပြစ်တူရအကောမတူညီဘူးဆိုရင် အပြစ်မတူညီဘူးဒါလည်းမဟုတ်ဘူးစားတာလည်းမဟုတ်ဘူးလေတေဖဏ္ဍစီရင်လဲတူတူပဲလေဟော သေဖနစီမလားသေအိတ်ကိုကင်မလားသေခြာခင်အင်းကြီးကိုဝတ်မလားဒါတွေကလည်းပဲသူကတရဝရရဲ့အရာတွေပဲနော်တတ်ပြီးတော့မှရလာတဲ့အရာတွေမှန်သမျှတတ်တတ်မလွတ်ဘူးလို့ပြောရမှာပဲအကုန်လုံးအဲ့တော့တချို့ကတတ်တတ်လွတ်ဆိုတဲ့နေရာမှာအသာစားတာတော့ပဲတတ်တတ်လွတ်ပြီ vegetarian ဆိုပြီးတော့လောက်ချတယ်ဟင်းနေရွက်ပဲစားတယ်သို့သော် သတ္တဝါတွေကဖြစ်ပေါ်လာတဲ့တရေတို့ဘာတို့ဓာရီကြတော့သုံးနေပြန်မိချောင်းရေတို့တာရေတို့တခြားသတ္တဝါဖြစ်တဲ့ဆင်ဆွဲဖြစ်တဲ့ရေအဲ့ဒါမျိုးတွေကိုသုံးနေတချို့ကြတော့အဲ့ဒါပါ မသုံးဘူးရှောင်းမယ်ဆိုရင် VG ဆိုပြီးတော့တတ်တတ်တော့မှလုံးဝသတ္တဝါတွေနဲ့ပတ်သက်တာတခုမှမသုံးဘူးဆိုတဲ့အယူဝါဒလည်းရှိတယ်ပေါ့နော်အဲ့ဒါလို့အသားစားမှုနဲ့ သားစားတဲ့ပုံကိုတတ်တဲ့လူနဲ့ဓာတ်နဲ့ထားပြီးတော့ပြောဆိုတာတွေကလည်းပဲလောကမှာပေါ်ပေါ်ခဲ့တယ်ပေါ့ခဏိခေတ်မှာလည်းပဲရှိတယ်အဲ့ဒါအဲ့ဒါကိုတော့